နှိတ်ချခြင်းဆိုတာဘာလဲနှိတ်ချခြင်းဆိုတာကိုယ့်ကိုယ်ကိုနှိတ်ချတဲ့စိတ်မာနမထားပဲရိုသားဖြောင့်မဲ့တဲ့စိတ်ကိုယ့်ရဲ့ကန့်တဲ့ချက်တွေအားနေချက်တွေကိုလက်ခံသိရှိပြီးဘယ်တော့မှငါထက်တော်တဲ့သူမရှိဘူးလို့မထင်တဲ့စိတ်တွေတဘောထားကိုဆုလိုပါတယ်ဒါကိုယ့်ကိုယ်ကိုတန်ဖိုးမရှိဘူးလို့ထင်တာမျိုးတခြားသူတွေရဲ့ဖိနှိပ်မှုကိုခံယူတာမျိုးလုံးဝမဟုတ်ပါဘူးနှိတ်ချခြင်းဆိုတာကိုယ့်ကိုယ်ကိုရောတခြားသူတွေကိုပါလေးစားတန်ဖိုးထားပြီးတင်ယူလိုစိတ်အမြဲရှိတဲ့စိတ်တက်ပါ တနည်းအားဖြင့်ပြောရရင်နှိမ့်ချခြင်းဆိုတာမာနကိုချွတ်ချပြီးရိုးသားစွာကိုယ့်ရဲ့အခြေအနေမှန်ကိုသိမြင်လက်ခံနိုင်စွမ်းရှိတာဖြစ်ပါတယ်။ဥပမာအားဖြင့်ကျွမ်းကျင်တဲ့ဆရာဝန်တူဦးကလူနာတွေအပေါ်ဘယ်တော့မှအထက်စရာမဆက်ဆံပဲသူ့ရဲ့အတွေ့အကြုံတွေရှိနေပေမဲ့တင်ယူစရာတွေအများရှိနေသေးတယ်လို့ခံယူတာမျိုးဟာနှိမ့်ချခြင်းပဲဖြစ်ပါတယ်။ဒါမှမဟုတ်အောင်မြင်ကြော်ကြတဲ့စီးပွားရေးသမားတူဦးကလည်းသူ့ရဲ့အောင်မြင်မှုတွေကိုသူ့ဦးထဲပိုင်ဆိုင်တယ်လို့မယူဆပဲသူ့ပတ်ဝန်းကျင်ကဝိုင်းဝန်းကူညီတဲ့သူတွေကိုအမြဲတမ်းကျေးဇူးတင်တတ်တာမျိုး လူများရဲ့အကြံဉာဏ်တွေကိုနားထောင်တက်တာမျိုးဟာနေချာချင်းရဲ့တာရကတွေပါပဲ။နေချာတဲ့စိတ်ဓာတ်ဘဝမှာအောင်မြင်ပျော်ရွှင်ဖို့အတွက်အရေးပါတဲ့စွမ်းအားတည်းရဖြစ်ပါတယ်။နေချာတဲ့သူတွေဟာတခြားသူတွေကိုလေးစားတတ်ပြီးသူတို့ရဲ့အမြင်တွေကိုလည်းနားထောင်တက်တဲ့အတွက်လူမှုဆက်ဆံရေးမှာပုံမှုချောမွေ့အောင်မြင်ကြပါတယ်။မာနကြီးရဲ့သူတွေနဲ့ရှင်နေချတဲ့သူတွေဟာပိုပြီးချစ်ခင်ခင်မှုကိုရရှိပါတယ်။ကိုကိုကမပြည့်စုံသေးဘူး။အမြဲတမ်းတင်ယူစရာတွေရှိနေသေးတယ်လို့ခံယူရတဲ့အတွက်အသိပညာအတွေ့အကြုံတွေကို လေလာစီးပူးဖို့တကားဖွင့်ထားပါတယ်။ဒါပုဂ္ဂိုလ်ရေဖွင့်ပြိုတိုးတဲ့မှုကိုအထောက်အကူပြုပါတယ်။နေချတဲ့သူတွေဟာအလျှော့အသင်လှုပ်တတ်ပြီးပေးယူလှုပ်တတ်တဲ့အတွက်မလိုအပ်တဲ့ပဋိပက္ခတွေကိုရှောင်ရှားနိုင်ပါတယ်။ကို့အမြင်မှန်တယ်လို့တတိချမခံယူဘဲသူများရဲ့အမြင်ကိုလည်းနားထောင်ပေးတတ်ပါတယ်။မာနကြီးတဲ့သူတွေဟာအမြဲတမ်းကိုယ့်ကိုယ်ကိုမြင့်တင်ဖို့သူများတဲ့တာတယ်လို့ပြသဖို့ကြိုးစားနေရတဲ့အတွက်စိတ်ပင်ပန်းရပါတယ်။နေချတဲ့သူတွေကတော့ကို့အချင်းနေမှန်ကိုလက်ခံတဲ့အတွက်စိတ်ဖြစ်စီမှုနဲ့ပြီးပုံမပေါ်ပါပျော်ရှင်စွာ နေထိုင်နိုင်ပါတယ်။ စစ်မှန်တဲ့ခေါင်းဆောင်ကောင်းတွေဟာလည်းနှိတ်ချတက်ကြပါဗျ။သူတို့ဟာကို့အမားကိုဝန်ခံတက်ပြီးအဖွဲ့သားတွေရဲ့အကြံဉာဏ်တွေကိုလည်းတောင်းခံတက်တဲ့အတွက်အဖွဲ့အစည်းကိုပိုမိုအောင်မြင်အောင်ဦးဆောင်နိုင်ပါတယ်။ပြီးတော့နှိတ်ချခြင်းစိတ်ဓာတ်ကိုဘယ်လိုမွေးမြူမလဲ။နှိတ်ချတဲ့စိတ်ဓာတ်ကိုမွေးမြူဖို့ဆိုတာလေ့ကျင့်ယူလို့ရတဲ့အရာတစ်ခုပါ။ပရမဆုံးအနေနဲ့ကိုကိုကိုရိုးသားစွာဆန်းစစ်ကြည့်ပါ။ကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုပွင့်ပွင့်လင်းလင်းသိအောင်လုပ်ပြီးကိုယ့်ရဲ့ကန့်သတ်ချက်တွေကိုလက်ခံပါ ပြီးတော့တခြားသူတွေရဲ့စကားကိုအာယုံဆိုင်နားထောင်ပေးတတ်အောင်ကျင့်ပါသူတို့ရဲ့အမြင်တွေကိုတန်ဖိုးထားပေးပါကို့ဘဝမှာရရှိထားတဲ့အရာတွေကို့ကိုကူညီဖူးတဲ့သူတွေကိုကျေးဇူးတင်တဲ့စိတ်ကိုမွေးမြူပါဘယ်အသက်အရွယ်ဘယ်နေရာရောက်ရောက်တင်ယူစရာတွေအများကြီးရှိနေသေးတယ်ဆိုတာကိုတတိယပြီးတင်ယူလို့စိတ်အမြဲထားပါကို့ရဲ့အမားတွေကိုရရဝုံဝုံဝန်ခံတတ်ဖို့လည်းအရေးကြီးပါတယ်နောက်ဆုံးအနေနဲ့ကို့ထက်အားနည်းသူတွေကိုကူညီဖေးမချင်အဖြစ်ကို့ရဲ့မာနကိုရှော့ချနိုင်ပြီး နှိမ့်ချတဲ့စိတ်ဓာတ်ကိုပုံမူခိုင်မစေမှာပါကိုကုကုနှိမ့်ချပြီးနေထိုင်ခြင်းအပြင်ကိုဘဝကိုပုံမူပြည့်စုံလာပါစေလို့ပဝန်ကျင်ကိုပါကောင်းမွန်တဲ့လွမ်းမိုးမှုတွေပေးစွမ်းနိုင်မှာဖြစ်ပါတယ်။